ခေါင်းပေါ်မှာကြီးလိုက်လို့ပွေနှစ်ခုပါနေလို့ရှိရင်အဲ့ဒါပွေနှလုံးဆုံးမလင်ဆိုပြီးတော့ပြောကြတယ်။နေတော့အဲ့ဒါလက္ခဏာကျမ်းနေပဲနော်။တချို့ကျတော့အဲ့ဒါပွေချိန်ခွင်နဲ့အယောင်းဝင်လို့ကြီးပွားတယ်လို့ပြောတဲ့လူကရှိတယ်။အမျိုးစုံပါပဲနော်။ပွေနှလုံးဆုံးမလင်ပြောတဲ့လူကပြောအဲ့ဒါတွေကလက္ခဏာလို့ခေါ်တယ်။လက်ဘွားကြီးပြီးတော့ဘာဖြစ်မယ်ညဖြစ်မယ်အမလေးဒီပညာလမ်းကြောင်းနဲ့အာယုလမ်းကြောင်းကြားထဲမှာချက်ချိတ်ကပိုင်းဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ခဏခဏတွေ့ဘာမှဖြစ်ဘူးလက်ထဲမှာရှိတိုင်းတန့်ရှင်းမှဖြစ်မှာအဲ့တော့ဓာရီလည်းပဲရှုံချီတာတွေကိုမြတ်စွာဘုရားဒီမှာအဲ့ဒါတွေကိုထည့်ဖြည့်ထားတာနော်အဲ့ဒီခက်ကလည်းယုံတဲ့လူများလုံးအားကြည့်လို့နေပါနော်အဲ့ဒီလက္ခဏာအဟောတွေလည်းဖယ်ရှားမယ်တဲ့သုံးမင်္ဂလာဒေါသဝိပ္ပိနောလူတွေယုံကြည်တဲ့မင်္ဂလာကိုလည်းဖယ်ပါတဲ့အပြည့်နာစာတွေအားလုံးကိုလည်းဖယ်လိုက်ပါကျမ်းစာတွေလည်းမယုံပါနဲ့လို့ပြောတယ်နော်မင်္ဂလာကိုလည်းမယုံနဲ့ ဥပါဒဖြစ်ကြာရောက်ဖြစ်ပေါ်လာတာဥမာပဲကြဲကြွေးတယ်တို့ဥပပြန်နေတို့ဗါရီဒါတွေမယုံနဲ့အဲ့ဒါတွေကဖြစ်လာမယ်အိမ်မက်အိမ်မက်ပြီးတော့ဟောတာတွေဒါတွေလည်းမယုံနဲ့လက္ခဏာဖတ်ပြီးဟောတာတွေဒါတွေလည်းမယုံနဲ့အဲ့ဒီမင်္ဂလာနဲ့အပြည့်အနာစာတွေအလုံးဖယ်ထားလိုက်ချုပ်ကြည့်မှုတွေမရှိနဲ့မထားနဲ့အဲ့ဒါတွေကိုဖယ်ရှားနိုင်ပြီဆိုရင်တမန်တော်လောကေပြိဝေဇေယအဲ့ဒီယဟန်ဟာလောကအနေထွက်ခွာနိုင်ပါတယ်